ဒါကြစရိယခူတော်ဘောက်ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရတာလဲမသိဘူးဆိုပြီးတော့အချားရှူတင်နေရသူတွေလည်းအိုင်းနေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံခဲ့ဘူးတယ်ပေါ့ဆရာစရိယကိုကျွန်တော်အမြဲတမ်းချစ်တယ်လေးစားတယ်ဆိုတော့အချားသူတွေပေါ်တော့မသိဘူးကျွန်တော်ပုံမှန်ဆိုရင်အမြဲတမ်းကျွန်တော်ခုချိန်ဒီဆရာရဲ့ဖေးမမှုတွေလက်တွဲမှုတွေတင်ပြမှုတွေကျွန်တော်တော့အများကြီးအထောက်အကူဖြစ်လို့အကျိုးဖြစ်လို့ကျွန်တော်အမြဲတမ်းယူတည်လေးစားတာပေါ့ဟုတ်ဒီနေ့ကနည်းနည်းထူးထူးဆန်းဆန်းလေးပေါ့ ထူးခြားတဲ့ဒီတင်နှုံးသားဆိုတဲ့ကာမာဒါကျွန်တော်ပထမဆုံးအဲဒီ online မှာနာမည်လေးနည်းနည်းလေးရပြီပထမဆုံးကင်မရာရှိကိုစရောက်တဲ့ကားလေးပေါ့ဒီတင်နှုံးသားဆိုတဲ့ကားလေးကမမရာလေးအဲ့ဒီကားလေးဆိုရင်တော်တော်ကြာပြီကျွန်တော်၄၅နှစ်လောက်ဖြစ်သွားပြီပေါ့အဲ့ဒီကားလေးမမရာဆရာစရိယာကျွန်တော်အဲ့တော့ကျွန်တော်ပြုံးလေးမှာရိုက်ကြတာခေါ်လဲပြီးလဲပြီးတော့ကင်မရာလေးလုံးနဲ့ပထမဆုံးမမရာကျွန်တော်ပုံမှာပထမဆုံးစရိုက်ကတဲ့ဇလန်တွဲလေးပေါ့ဟုတ်ပထမဆုံးစပြီးတော့အဲ့ဒီဇလန်တွဲလေးရိုက်မယ်ဆိုပြီးဆရာစရိကိုတိုင်ဖုံးဆက်တယ်အဲဖုံးဆက်ပြီးတော့ပြောတဲ့အချိန်မှာ ဟုတ်ကောဟုတ်လို့လားလို့ကိုယ့်ကိုထင်တယ်တကယ်တကယ်ကြတော့ဆရာစရီကိုတိုင်းတကယ်ဖုံးဆက်တယ်ဆက်တဲ့ပြုံမှာအမှုပညာကြီးတောင်းဖို့ကြတော့ကျွန်တော်ပထမဆုံးစပြီးရိုက်ကြမယ်ဇလန်းတွဲလေးရုပ်ရှင်နဲ့ဇလန်းတွဲတွေလည်းမရိုက်ဘူးတဲ့ခါကျပတ်ဆက်ဘလောက်တောင်းလို့တောင်းအောင်မလဲမသိဘူးဒါပေမဲ့အဲ့ဒီချိန်မှာဆရာစရီကဘယ်သာဆိုရင်ဘလိုမျိုးတောင်းအောင်မလဲဘယ်အရာဆိုရင်ဘလိုမျိုးတောင်းအောင်မလဲအခုဒါကတော့ငါဇလန်းတွဲဘလိုဘလိုဖြစ်တဲ့တော့မင်းကိုဘလိုပေးမလဲဆိုပြီးတော့ကျွန်တော်စိတ်ထဲမှာမှန်းထတာထက်လဲပို့ပြီးတော့အမှုပညာကြီးလည်းပို့ပေးတယ်ဆရာပို့ပေးပြီးတော့တခြားရိုက်တယ်ရိုက်တဲ့ပြုံမှာဖြစ်ကျင်တော့ ျွန်တော်တို့ကဇလန်းတွေအတိုးတိုးတွေကိုဆရာကြည့်ထားတဲ့ခါကျတော့ဒီကလေးကိုချုပ်ထားလို့မရဘူးဆိုတော့ဒီလက်သီးရော open နဲ့မနမိုးလင်းစရိုက်တော့မမရရလေအဲ့ဒီကကျွန်တော်တို့ကပြင်ဦးလင်းကောင်းဝင်းထဲမှာရိုက်ကြလာရလေရကောကျွန်တော်တို့အဲ့တော့ကင်မရာလေးလုံးဝိုင်းပြီးတော့ထောင်းထားလိုက်တာကင်မရာတွေကဘယ်နေရာလေးတဲလို့တဲမှာမသိအဲ့ဒီချိန်မှာဆရာစီကကျွန်တော်ဘာပြောလဲဆိုတော့မင်း online မှာဖုန်းလေးတွေနဲ့ထောင်းရိုက်တယ်လို့ပဲလို့လက်လက်နဲ့လက်အချီရန်ပြောပုံစုံပုံအတိုင်းကိုလို့လက်လက်လုံးပြောခြင်းရည်ပြော အဆင်မပြေတဲ့အရာတွေကြီးအတစ်ကြောင့်မငါဖျက်ထုတ်လိုက်မယ်လို့လို့လဲလဲပြောဆောင်မင်းညာဘက်ကိုလှဲ့လဲပဲမိမနာကင်မရာမှာမလုပ်ဘူးဘယ်ဘက်ကိုလှဲ့လဲမလုပ်ဘူးနောက်ဆုံး item power လို့နောက်ဆုံးပြန်လှဲ့လိုက်နောက်ဆုံးပြန်လှဲ့လဲမလွတ်အောင်လုပ်ငါကင်မရာလေးကိုမင်းကိုချိန်ထားပေးတယ်ဆိုပြောတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ကတကယ်ကင်မရာလေးဘယ်နေရာချိန်လို့ချိန်မှမသိဘူးအဲ့အချိန်မှာကျွန်တော်လို့လို့လဲလဲနဲ့အကောင်းထဲမှာစပြီးရိုက်တာဘယ်သူမှလည်းအိုက်တာမပါဘဲနဲ့ကျွန်တော်ပထမဆုံးရိုက်တာပေါ့နော်ရတဲ့အချိန်မှာ အဆင်ပြေသွားတယ်လှုပ်ပေးတဲ့ဟာပေါ့ဆရာကြီးလှုပ်ပေးတာကျွန်တော်ဖွင့်ပေးတာလေးအဆင်ပြေသွားတဲ့ခါကျတော့ပြလိုက်ပြီးတော့ကျွန်တော်မော်နီတာပြန်ပြဟုတ်ပါမော်နီတာလေးပြန်ပြရတယ်ကင်မရာလေးလုံးပဲမော်နီတာလေးကျွန်တော်ပြန်ပြလိုက်တော့တလုံးမှကျွန်တော်ပြန်တာမလုပ်ဘူးအဲ့ဒီအချိန်မှာဆရာရဲ့စေတနာလေးကျွန်တော်မြဝါးတင်နေတွေ့ရတယ်တွေ့ရတဲ့အချိန်မှာအဲ့မှာကျွန်တော်စင်းနေစင်းနေဦးပေါ့အရင်ကတော့အွန်လိုင်းကနေသူကလာတဲ့ခါကျတော့ကလေးတိတ်မလုံးနိုင်လာဘူးအလိုလိုကျွန်တော်ဖြစ်သွားခင်အခြားအတ္တတွေတွေအခက်အခဲတွေ့ဦးမယ်ဆိုပြီးတော့စင်းလေးတွေအတက်နေတဲ့လေးတွေ ရှော့ရှော့ပေါ်ပေါ်လေးလောက်ထားပါအဲ့မှာမနက်တပိုင်းလေးရိုက်လေးပြလေးပြီးတော့ဆရာစင်းနေထက်တိုးတယ်တိုးလေပြီးလေးပြီးတော့မနက်6နာရီကနေစရိုက်တာညာ9နာရီခွဲတယ်ဒီဒီမမရပါဘူးကျွန်တော်တောင်းချောက်နန်းစလော့အဲ့ဒီတထပီတထလဲတထပီတထပါရတထပီလဲတထလဲတထပီတထလဲသွားရိုက်အများကြီးပဲပြီးတော့လူတွေအများကြီးအခြားရိုက်ကွင်းကရှူတင်နေလဲစုံနေတဲ့ခါကျတော့စတိယဒီကောင် online ကနေပြီးတော့ဟိုဟိုပေါက်ဒီပေါက်ကနေတိုးလာတဲ့ တယ်ပြောပါမယ်ဗျာဟိုဒိုက်တာစတိကခူးတော့ဘောက်ကတိုးလာတဲ့ကောင်ဘာဖြစ်လို့ခေါ်ရတာလဲမသိဘူးဆိုပြီးတော့အချားရှူတင်နေရသူတွေလည်းအိုင်းနေရအဆိုင်နေစုံကြတော့လာကြည့်တဲ့သူတွေအများကြီးကြုံခဲ့မှုတယ်ပေါ့အရင်ကြီးတော့စိတ်မကောင်းတော့မဖြစ်ပါဘူးအဲ့တော့လေအဲ့ဒီစကားဘာကြောင့်ကျွန်တော်ပြန်ကြားလဲဆိုအဲ့ဒီရိုက်နေတဲ့ရှူတင်မှာကကျွန်တော်အတီမိတ်ဆွေတွေကပါနေတာပါတဲ့ခါကျတော့သူတို့ကဆက်မီဆာဗာလိုပဲဖြစ်ဖြစ်ပြောကြတာပေါ့ပြောကြရင်လည်း ဒီဘက်မှာကျွန်တော်ပြန်နားထဲမှာကြားတာအကုန်လုံးပြောတာဆိုလိုတာမဟုတ်ဘူးเนาะတချို့တဝက်ကပြောတယ်အဲ့ဒါလေးစင်မကောင်းဖြစ်တယ်ပေါ့စင်မကောင်းဖြစ်တဲ့ခါကျကျွန်တော်ပူကြိုးစားပြီးလုပ်တယ်ဒါပေမဲ့ကျင်းသေးတယ်အမားတွေအများကြီးဖြစ်နေမှာပဲဒီဇလန်းတွေပထမဆုံးကျွန်တော်စရိုက်တာဖြစ်တဲ့တော့လေအများကြီးတော့ဖြစ်နေမှာပဲအထူးသဖြင့်ကျေးဇူးတင်တင်နေတာကဒီဇလန်းတွေရိုက်တော့ကိုညီထုတ်ခေါင်အရန်ကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုတော့ဆရာကကျွန်တော်ကို ပြောခြင်းကပြောဆိုပြီးလှုပ်ပေးတဲ့အချိန်မှာကျွန်တော်ပါဇက်ကနေပြီးတော့တူ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 နဲ့ထွက်သွားတာတွေအကိုကနည်းနည်းထိခိုက်နိုင်တဲ့ဟာမျိုးစကားလုံးမျိုးတွေရှိတာကိုအကိုကပြုံးနေပြီလေပြောကျွန်တော်ဘာမှမပြောဘဲနဲ့အများကြီးကျွန်တော်ကူညီပေးတယ်ကူညီထုတ်ကောင်းအရင်ကျေးဇူးတင်နေပြီးတော့ဥက္ကဋ္ဌနိုင်ရင်သား ကိုနေရကိုနေရကိုလည်းအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အဲ့ဒီတနေကောင်သူဆောင်တဲ့အချိန်မှာအခုမှပုံမလို့နေမင်္ဂလာဆောင်နဲ့မဆိုးပြစ်မဆိုးပြစ်နဲ့တော့အရင်အစုံတော့မရှိဘူးဒါပေမဲ့အဲ့ဒီတော့ကဆောင်တဲ့အချိန်မှာလည်းရီမမောလေးတွေနဲ့တွဲခေါ်တဲ့အတွက်အရင်ကျေးဇူးတင်ပါဟုတ်ကိုဆရာစတီးကိုကျွန်တော်အမြဲတမ်းချစ်တယ်လေးစားတယ်ဆိုတော့ အခြားသူတွေပေါ်တော့မသိဘူးကျွန်တော်ပုံမှန်ဆိုရင်အများနဲ့ကျွန်တော်ခုချိန်ဒီဆရာရဲ့ဖိမမှုတွေလက်တွဲမှုတွေတင်ပြမှုတွေကျွန်တော်တော့အများကြီးအထောက်အကူဖြစ်လို့အကျိုးဖြစ်လို့ကျွန်တော်အများနဲ့ယူတည်လေးစားတာဟုတ်အဲအရင်ကျေးဇူးတင်ပါတယ်ခင်ဗျာခုချိန်ဒီကျွန်တော်အားပေးနေတဲ့၄၅နှစ်ရှိနေပြီအားပေးနေတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်လေးပဲကျွန်တော်ခုဇလန်းလေးတွေတော့နည်းနည်းကျဲနေပါတယ်ခင်ဗျာတချင်းလေးတွေနယ်ဘက်မှာဝိုင်းရေးထွက်လိုက်ပြီးစုံနေလို့ပါနောက်နောက်ကျွန်တော်ဇလန်းလေးတွေကျွန်တော်အရင်လိုစိတ်မောပြေလေးတွေဆက်လက်ပြီးတော့ကြိုးစားပါအောင်မယ်